မင်္ဂလာသတင်းကောင်းကိုဒီကနေ့ကြေညာပေးပါမယ်။နတ်ရေကန်တောင်ပြူဟာစခန်းကဘာလုံးစခန်းကိုတိမ့်ပိုက်ရရှိပြီဖြစ်ကြ။နောက်ဆုံးသတင်းရသိရပါမယ်။အာကတတော်အင်းနဲ့ပူပေါင်းတက်တွေဟာအလုံးစုံပိတ်ဆို့တိုက်ခိုက်ပြီးတကလား။နတ်ရေကန်တောင်ပြူဟာစခန်းကိုရပ်ပေါင်းများစွာစောင့်ကြည့်။ဒီနေ့တိုက်ခိုက်တိမ့်ပိုက်လိုက်ပြီဒီနေ့ညက်နေပါတိုက်ခိုက်တိမ့်ပိုက်ပြီဖြစ်ချော တရားပါတယ်ပြောရတာကြည်နာဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီနေ့ကတောင်စခန်းနဲ့အာကတက်တော်အင်ရဲ့ view ပါဘူးတစ်ချက်ကျွန်တော်တို့ကြည့်ကြရအောင်အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့စစ်မျက်နှာတွေနဲ့ဒိုးစစ်နဝလာဥတ္တဖာကိတုတရှင်လို့ဒိုးစစ်ဒီအချက်တွေဟာဖက်စစ်တဖိမ့်ဖိမ့်တော့အောင်ကြောက်ရွံ့နေရတယ် ဟိုဘက်ရက်ကွက်မှာတော့ကျော်စိုးဦးလူကျော်မျိုးမင်းတို့အစရှိတဲ့စစ်ကောင်စီထောက်ခံတဲ့တည်င်းတွေ channel တွေမှာတော့လက်ရေကန်ဖြူဟာကျသွားတာမဟုတ်ပါဘူးလို့ညင်းကျင်တဲ့ကောင်ရှိတက်လာတယ်။ဟုတ်ပြီ။မကွေးတိုင်းငဖဲမြို့နယ်ပဒန်းမြို့အပိုင်ရိုးမပေါ်မှာရှိတဲ့နေရီကန်လီချောင်းကာကွယ်ရေးကဘာလုံးစခန်းကိုအာရကတ်တော်အေးနေပူပေါင်းတက်များဟာတိမ့်ပိုက်ရရှိခဲ့ပါ ရရှိတဲ့လက်နက်ခရမ်းလူအသေးအပြောက်နဲ့ရီဒါကာကြီးရမရကိုတော့အာကတတော်အေးရဲ့ထုတ်ပြန်ချက်ထဲမှာစောင့်ကြည့်ကြအောင်နော်အာကတတော်အေးရဲ့ view ဟာနဘကအန်ကိုရှားသွားပြီးနောက်အေးတက်တော့အင်အားနည်းသွားပြီလို့ယူဆရတဲ့တောင်ကုတ်စခခငါးနဲ့ခမရ3 6ခမရ9လေးလေးကိုတိုက်မယ်လို့အားလုံးကတွက်ပါမဟုတ်ပါဘူး အခက်တတော်အေဘျူဟာတစီချိုးဟာတောင်ကုတ်ကိုကြော်ဆင်းလာပြီးတောင်ကုတ်တန်တွဲခီးတဝက်မိုင်းတိုင်း20မှာရှိတဲ့ရွှေလီတရာကိုအရှင်တိတ်လိုက်ပါတယ်တောင်ကုတ်နဲ့တန်တွဲကိုအဆက်ဖြတ်ချလိုက်ကွာနဲ့တန်တွဲချားကကြောက်ကြီးတရာမိုင်းတိုင်း21လောက်ကိုစစ်ကူတက်မလာအောင်ပိတ်ဆို့လိုက်ဇလွန်ရွာမိုင်းတိုင်း30 ကွာတန်တွဲလမ်းပေါ်ကနေတပြုတ်ကြိုင်ရေရက်ကိုသွားတဲ့လမ်းကွဲရွှေလီလင်းတီရွာလင်းတီရွာကနေတန်တွဲကားလမ်းကိုရှောင်ပြထိုးစစ်ဟန်ပြပြီးတော့ကမ်းခြေတိုင်းတက်လာပြီးငပလီကိုအင်းနဲ့အားနဲ့ဝင်ပြီးတော့နွာလာဥတ္တပခေတ်ကိုဝင်ဆောက်လာတယ်ငပလီခြေဆိုင်မစင်လီစိတ်လီစိတ်ပြင်းလန်းတောင်ဘက်ထိတ်ကခမရ966ငပလီလမ်းစုံခလိုက်ရ95ဘိန်းပလိုက် တပြုတ်ချိုင်ရေတက်ကိုတိမ်လိုက်တန်တွဲကိုယာပြီးတော့မှတောင်ကုတ်ကိုနေပူတောင်မိုင်းတိုင်း80လောက်ကနေထောက်ထားပြီးပြီမနဲ့ကြောဖြတ်လိုက်အဆက်ဖြတ်ထားလိုက်တောင်ကုတ်ဟာအန်လောက်ရေချောင်းကနေစစ်ကူပို့ဖို့ခီးမိုင်အားဖြင့်မဝေးပေမဲ့ဒီရောတွေရှိတယ်ကလိန်တောင်မြစ်ကနေမြေပြင်စစ်ချောင်းတက်လာဖို့လုံးဝမဖြစ်နိုင် နေပြည်တော်ကုတ်ထိဝင်ဖို့အတွက်တောင်ကုန်းချောင်းဟာကျင်းတဲ့အပြင်ကိုယေဇူးနဲ့တဲ့အတွက်တင်မောရီဟာရေတဲ့ရေကြနေတာဝင်ထွက်သွားလာနိုင်တာကိုအာခတ်တတ်တော်ကြီးကသိပြီးသားနေပြည်စခကကိုကြောက်တော်ကြောက်တော်ကဆုတ်လာတဲ့အချိန်ကလရမြင့်အချိန်ကြီးထဲမှာကြောက်တော်ကဆုတ်လာတဲ့ကောင်လေးကိုနေပြည်တပ်တွေကလရမြင့်တကြောမှာ ်ခွေးလေးဝတ်တိတယောက်ချိန်မုန်းခဲ့တဲ့အာခတက်တော့အေးလက်စွမ်းလက်ဆောက်နေဘူးတယ်စကကငါမြောက်ဘက်မအီတောင်ဘက်တန်တွဲအရှိဘက်ရိုးတော့အနောက်ဘက်အရက်လေးမျက်နှာပိတ်ချလိုက်စက္ခကငါရဲ့စက္ခကမူဘုံမူချုပ်ကောင်းမြတ်တောင်းကဆုတ်လာတဲ့အခါယိုးလန်းကဆုတ်တာမဟုတ်ပဲတောလန်းတိုင်းဆုတ် တောင်ပုံကြီးမိုက်ခရိုတောက်မိုင်နိုင်56မှာခံစစ်ပြင်းတတ်တော်အေးအေးဟာဘန်နောက်တောက်ကိုလိုင်းလိုက်ဆက်တိုးလာပြီးဒုတိယခံစစ်ဖြစ်တဲ့နေကြာမိုးထီတောက်မိုင်နိုင်45တတိယအဆင့်ပကံကွဲမိုင်နိုင်51စရုဒ္ဓအဆင့်ညောင်ကျိုးမိုင်နိုင်39ခုခံစစ်ညင်းတွေကိုတဖြည်းဖြည်းဖိုးစစ်နဲ့တရဇက်ဖိုးဖောက်ဝင်ရောက်ဖြတ်ကျော်လာအခုဒေတာတောက်ကိုထိတ်ချုပ်လိုက် ဒီနေ့တော့ကပ္ပစ14နဲ့အနီးဆုံးမှာရှိတဲ့ဖတ်စစ်တရဲ့အဓိကခံစစ်ဘီဝါစခန်းကြီးလေရောင်းကာဝေးစခန်းကြီးနတ်ရေကန်တောင်ပြူပါကိုတိမ်ပတ်လိုက်ပြီ။ကဲအရကတတော်ကြီးရဲ့ထိုးစစ်ခံစစ်ခွာစစ်ခြီစစ်တိုက်စစ်နဲ့စစ်ဘီဝါအတိုးဆုံးအဖိအဖော့တွေကိုကြည့်ရင်ဖတ်စစ်တကြောက်မယ်ဆိုလဲကြောက်เสียရပါမယ်။အဲ့တော့ ာကစားတက်တော်အီအီရဲ့စစ်ပြူဟာကစားခွက်အောက်မှာခွေးတွေဝတ်တွေတည်နေရတဲ့ဖက်စစ်တက်တစ်ခုလုံးဟာအာရခတက်တော်အီအီဆိုရင်ချီထွက်အောင်ကြောက်ကိုကြောက်နေရတဲ့ဘဝကိုရောက်လာပါအခုဆိုရင်နေကံပြူဟာကိုတင်ပြီးသွားတဲ့အာရခတက်တော်အီရကပ္ပစရိစီခြေဦးလှဲ့လိမလားဓမ္မမဟုတ် ်အာကတ်တတော်ရဲ့စင်များဥပေကိုလက်မလဲဆိုတာကအရန်စိတ်ဝင်စားစရာကောင်းသလိုအေရီတိုင်း၄မျက်နာထိထိုးစစ်ရှိနေတဲ့အာကတ်တတော်အင်းနဲ့ပူပေါင်းတပ်ဖွဲ့တွေရဲ့စင်မနာဖတ်စစ်တအင်မတန်တုံ့လို့ချောက်ချနေရပါပြီအန်ဒီရဲ့အကြီးဆုံးကတော့အေရီတိုင်းကတိုင်းစစ်ဌာနချုပ်နဲ့ရေတဲ့စကန်နေဖြစ်ပါလေဒါတော့အာကတ်တတော်အင်းရဲ့ အောင်ပွဲဂုံပြုတည်င်ဖြစ်ပါတယ်။နိုင်ငံပြူဟာကိုတိမ့်ပိုက်ပြီးတကာလရရှိလာတဲ့လက်နက်ခေယံတွေတိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီးတော့အာကတ်တတော်အီနဲ့ပူပေါင်းတက်တဲ့တရားဝင်ထုတ်ပြန်မှုကိုစောင့်ကြိုရင်းဂုံပြုကြအောင်ဒီကနေ့တော့တိမ့်လိုက်နိုင်ပြီ။အဲ့ကနေတဆင့်မှာကျွန်တော်တို့ရှမ်းမြောက် TNL ခွင်ကိုတစ်ချက်ကြည့်ရမှာဖြစ်တယ်လို့တစ်ဖက်မှာ မြန်မာပြည်ရဲ့ Starlink Internet အသုံးပြုမှုပိတ်ချခံရတော့မလားဆိုတဲ့စိုးရင်ချက်သတင်းတွေရှိပါတယ်။ပထမဆုံးရှမ်းမြောက်တွင်ကိုကြည့်မယ်ဆိုရင်နောင်ချိုကြောင်မဲကိုတိမ့်ပိုက်လိုက်နိုင်ဖြစ်တဲ့ဖက်စစ်တပ်ပြန်လေတိမ့်ပိုက်လိုက်နိုင်ဖြစ်တဲ့ဖက်စစ်တပ်နော်အဲ့တော့ဘယ်ကိုဝင်မလဲဆိုတော့တီဘောကိုဝင်မယ်ဆိုတဲ့သတင်းတွေရှိနေပါတယ်။တီဘောကိုတိမ့်မယ်တီဘောကို ိုက်မယ်ဒီဘောမှာဒီဘောကိုတွားမယ်ဆိုပြီးစစ်တပ်ထောက်ခံတဲ့ကောင်တွေလေတံပစ်နေတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဂျင်းတည်တယ်ရမ်းမြောက်တီအန်အလီစစ်ခွင်ကဖက်စစ်တပ်ရဲ့ထိုးစစ်ကတဖြည်းဖြည်းကျွန်လာပြီးဒီဘောတိဝင်လာမြောက်ဖက်ကိုတီအန်အလီအင်အားစုတွေဆုတ်ခွာလိုက်တယ်စစ်ကောင်ရှင်ဖက်စစ်တပ်ဟာ စတိုးအတွက်တီဘောလာရှိုးမိုင်းနိုင်40 MND ရဲ့ထင်းချုံနေတယ် MND ကိုတွားထိလို့မိချပွင့်ရင် MND TNL AA အတွဲဆက်တစ်စင်တစ်ဆက်ကုန်တတိယလိုင်းပြန်တက်လာမလားပန်ညုကနေနန်ခမ်းဘတ်သွားရင်မိုင်းကైလွိုက်လင်ဆောင်ကျဲစင်ကြော့ဘတ်သွားရင်မိုင်းရင်စင်ကြော့ကို MND လား SSPB လားမသိဘူးကင်ထားတယ် MND ဖြစ်ဖို့တော့များတယ် DNL ကဂျာကနေဖယ်ပေးလိုက်ပြီးဖက်စစ်တက်နဲ့ MND တွေဆက်တွေ့ရင်တော့ရှမ်းမြောက်ရဲ့ထိုးစစ်ကြီးတစ်ခုမြောက်ပိုင်းကြီးတော့သုံးဘွယ်ပြန်ဝင်လာမလားလို့ကျွန်တော်တို့ညှော်လင်းလို့ရပါတယ် MND ထိုင်ထားတဲ့နေရာတွေ DLL ကတော့မိုးတေတရားကိုဖြတ်လိုက်ဖြတ်ထားလိုက်ပါ ။မိုးဒီဘက်မှာကာကင်းတစ်ခုအခိုင်မှာထိုင်နှားပြီးတော့ပန်လုံလန်းခွဲနဲ့နတ်ဆန်နမတူမန်ဆန်အီနိုင်လာရှုသုံးလန်းစုံပန်လုံကအခိုင်မှာခံစစ်နဲ့ဖဆစ်တဲ့ရဲ့ရေချင်းမဲ့တဲ့မူးရစီကျွေးပြီးတိုက်မဲ့ထိုးစစ်တံကိုစိုင်မှုပြင်ထားပါတယ်။မန်ဆန်နမတူနန်ဆန်ကိုကာရာပြီးရင်တော့လာရှိုးဘက်က MNDA ရှိနေတဲ့၍အီနိုင်ကစောင့်တိုက် တေယုံမီးစိမ်းပြလိုက်ရင်တော့မူဆေစကကဆလေးပြည်သူစစ်ဘောင်းဆောင်ဟဲ့နန်ခမ်းကိုထိုးစစ်ကော်မရှင်ပြင်ပါလိုက်မယ်။နတ်ဘက်ကကိုရှင်းမိပြီဆိုရင်တော့တရား၅မိုင်မူဆေနတ်ဘက်ကနဲ့နှစ်ဘက်ချံထိုးဖို့ဖက်စစ်တပ်ပြင်ဆင်နေပါတယ်။နော်ဒီအခြေအနေရဆိုရင်တော့စကက27ဟော7နှစ်စကက အဲတမငါငါတမတစ်တစ်တို့ကိုအကုန်ပို့ရနိုင်မှဒီဘောစစ်ကွင်ကိုစစ်ဆိုင်နိုင်ပြီပလုံးမအခိုင်မာထိုင်ပြီးတော့ဤတိုင်းလာရှုသုံးလန်းစုံကနေပြီးတော့ခံစစ်ခွာစစ်ခြစ်စစ်တိုက်စစ်နဲ့စစ်ကြုံနေအခြေအနေတွေနဲ့ပတ်သက်ပြီးရှမ်းမြောက်စစ်ကွင်နဲ့အာခတ်တတ်တော်အေအေရဲ့စစ်ကွင်နှစ်ခုလုံးဟာဗမာပြည်ຫນွေဦးတော်လန်ရေးကိုအဆုံးဖြတ်ဖြစ်သွားနိုင်လောက်တဲ့အထိအရေးပါနေပါတယ်စัจကြည့်အောင် ဒီကနေ့ဒါဆိုရင်တိုင်းအင်အားစုတွေဟာ2025ထိပေါ့ဗျာမြို့ပေါင်း104မြို့ကိုတိမ့်ပိုက်ထားနိုင်ခဲ့ပြီတော်လိုင်းအင်အားစုဆိုတဲ့နေရာမှာတိုင်းသားအင်အားစုတွေမြောက်ပိုင်းညီနောင်၃ဘွဲကတော့အများဆုံးတိမ့်ပိုက်ထားနိုင်တာဖြစ်တယ်လို့ KIA NUG အစရှိတဲ့တပ်တွေအပါအဝင်ဆိုရင်မြို့ပေါင်း104မြို့ကိုတိမ့်ပိုက်ထားနိုင်တယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာ7မြို့ကိုပြန်လည်ဆုံးရှုံးခဲ့ရတယ် ရွေးကောက်ပွဲလုပ်မယ်လို့ကျင်းပပြီးနောက်ပိုင်းမှာထိုးစစ်ဆင်လာတဲ့အခါခန်းချီခွာတိုက်ရှင်းက၄ရက်မှာပြန်ဆုတ်ပေးလိုက်ရတဲ့မျိုးဆက်တမျိုးပြန်ပေးလိုက်ရတယ်ဆိုတဲ့အခြေအနေကျွန်တော်တို့တွေ့ရပါတယ်။နင့်နဲ့ချီတိတ်ပိုက်ထိန်းချုပ်ထားတဲ့မျိုးတွေအဲ့ဒီမျိုးတွေထဲမှာတရုတ်ရဲ့ဂျောင်းဝင်နှိမ့်နိုင်မှုကြောင့်ပေးလိုက်ရတဲ့မျိုးတွေလည်းပါဝင်ပါတယ်။အဲ့တော့ဖက်စစ်တပ်ဟာ ရွေးကောက်ပွဲလှုပ်ရှင်စောနဲ့ဒီမျိုးတွေကိုတမျိုးပြီးတမျိုးတန်လဲသိမ့်ပိုက်ထိန်းချုပ်နိုင်အောင်ကြိုးစားလို့ရနိုင်တယ်လို့သူကတော့ယူဆတယ်သို့တော့ပေးဆက်လိုက်ရတဲ့စစ်မှုထမ်းအရေးအတွက်ထောင်နဲ့တောင်းနဲ့ချီနေပါတအပြင်းမှာလေချောင်းပစ်ကူ drone နဲ့ဘိုးကျဲလူမဆန်တဲ့ရက်ဆက်ရုပ်မာမှုတွေနဲ့သူတို့ဖက်စစ်တပ်သားတွေကိုဂျင်းပြန်ကျွေးနေတာကိုတွေ့ရတယ် နောက်ထပ်ရုပ်လာတဲ့အချက်တစ်ချက်ကဘာတိုက်ပွဲမှာဖြစ်ပွားခြင်းမရှိဘာမှမရှိတဲ့နေမြီတွေနေမြီတွေမှာပေါ့ဗျာမြို့တွေရွာတွေစာတင်ကျောင်းတွေစေးယုံတွေဘာသာရေးအဆောက်အုံဘာသာရေးပွဲတွေဖက်စစ်တပ်ဟာလေကြောင်းနဲ့ဘုံကျဲတယ်ဒရုန်းနဲ့ဘုံကျဲတယ်စက်တက်လေတွေနဲ့ထိုက်ကပ်အယတားသိဆုံးမှုမြင့်တက်လာတဲ့အခြေအနေအတိကနောက်တစ်ချက်ကရှမ်းမြောက်စစ်ကွင်မှာတရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်ဖို့အတွက် ကြောင်မဲနောင်ချုံမြို့ပြီလေချောင်းအင်အားအမြင့်ဆုံးအပြင်းထန်သုံးပြီးပြန်လဲတိမ့်ပိုက်ခဲ့တာပေါ့ကျွန်တော်တွေ့ရတယ်နောက်လာမဲ့စီရီအလားလာပြီလာမဲ့ဒီဇင်ဘာမတိုင်ခင်မှာဖြစ်လာမဲ့စီရီအခင်းချင်းဟာကျွန်တော်တို့ຫນွေဦးတော်လိုင်းကြီးအတွက်အင်မတန်ကြီးမားတဲ့အလှည့်ပြောင်းတဲ့ဖြစ်လာမယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်ဒါရီအပြင်ဒီကနေ့ မြန်မာပြည်တော်လိုင်းအင်အားစုတွေနဲ့လွတ်မြောက်နေပြည်ဒေသအများပြားမှာအုံပြူနေတဲ့အင်တာနက်ဖြတ်တောက်ခံရတဲ့နေရာတွေမှာအုံပြူနေတဲ့ Starlink ဂျိုရုနဲ့ပတ်သက်ပြီးမြန်မာပြည်က Starlink နေရက်ဆိုင်လိုက်နိုင်တဲ့တည်င်းတစ်ခုထွက်လာပါတယ်မြန်မာပြည်ကို Starlink အုံပြူမှုရက်ဆိုင်လိုက်ရင်တော့ကျွန်တော်တို့တော်တော်တိုင်ပတ်ပါပြီအဲ့တော့ဒီကနေ့မှာအခြေပြုတည်င်းအနေနဲ့ကတော့ မြောက်ဒီကငွေလင်ကိုင်းတွေစတာလင်ကိုတုံးပြီးပြန်လဲကြီးထွားလာလို့ဆိုတဲ့အခြေပြုသတင်းအရသိရပါတယ်။ကမ္ဘာတောင်းကုန်ဒေါ်လာဘီယံပေါင်းမြောက်များစွာလိမ်လည်နေတဲ့မြန်မာတိုင်းနယ်စပ်မြောက်ဒီငွေလင်ကိုင်းတွေကိုနှိမ်နင်းခဲ့ပါတယ်။နှိမ်နင်းတယ်လို့ဆိုပေမဲ့လာပိုင်းအကြမှာပဲအရင်ကထပ်ပို့ပြီးတော့အရှိန်အဟုန်နဲ့ကြီးထွားလာတယ်လို့ AFP ရဲ့သတင်းဌာနကဖော်ပြထားတာကိုတွေ့ရပါတယ်။ဒီငွေလင်ကိုင်းတွေဟာ ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်အီလိုမတ်စ်ရဲ့ Starlink ကိုအသုံးပြုပြီးတော့ငွေလိမ်နေတာဖြစ်တယ်ဆိုတဲ့အကြောင်းအာရှဒေသဆိုင်ရာအင်တာနက်မှတ်ပုံတင်ဌာနအချက်လက်တွေရသိရပါတယ်ဖေဗူဝါရီလမှာဒီငွေလိမ်ခိုင်းတွေကိုနှိမ်နင်းပြက်ကာလာတုန်းကဘယ်နေရာမှမစတာလင်းရှိဘူးထိုင်းအင်တာနက်နဲ့တုံးကြတယ်ဇူလိုင်လ3ရက်နေ့ကနေအော်တိုဝါလာ1ရက်နေ့ထိတော့ Starlink ဟာမြန်မာနိုင်ငံရဲ့အင်တာနက်အသုံးပြုနှုန်းဝေလင်ကိုင်းတွေရဲ့အသုံးပြုနှုန်းအမြင့်မားဆုံးအခြေအနေဖြစ်လာတာတွေ့ရတယ်။ဒီအချက်အလက်တွေကိုအခြေခံပြီး American Congress ဥပပေါင်းစည်းဝေးကော်မတီဟာဒီဝေလင်ကိုင်းနဲ့ Starlink နဲ့ပတ်သက်တဲ့ကြားကအခြေအနေတွေကိုစုံစမ်းစစ်ဆေးမှုစတင်လိုက်ပြီလို့ကြေညာလိုက်ပါတယ်။ဒါကြောင့် Elon Musk ကိုစင့်ခေါ်မေးမြန်းနိုင်တဲ့အခွင့်အာဏာလည်းရှိတယ်လို့ မရိကန်ကိုရက်ကွန်ဂရက်ရဲ့ပူးပေါင်းစည်းဝိုင်းကော်မတီကထုတ်ပြန်ချက်အရ AFP သတင်းဌာနကဖော်ပြထားပါတယ်။အဲတော့လွန်ခဲ့တဲ့ဖေဖော်ဝါရီလတော့ကမြန်မာနဲ့ထိုင်းပေါ့နော်တရုတ်အစိုးရတွေပူးပေါင်းနိုင်နေခဲ့တဲ့ငွေရင်းခိုင်းတယ်။လူခုနှစ်ထောင်လောက်ကယ်တင်ကြတယ်။ဒါပေမဲ့လာပိုင်းအကြပါပဲ။တောင်ရင်းမြစ်တလျှောက်မှာအဆောက်အုံတစ်တည်နဲ့ပြန်လဲကြီးထွားလာတဲ့ စတာလင်အသုံးပြုနေတဲ့ online ငွေလင်ဂိုင်းတွေကိုကျော်ရူဓာတ်ပုံတွေကနေတွေးရှိရပြီး KK ပတ်လို့ခေါ်တဲ့အကြီးဆုံးစီမံကိန်းဝင်းဒီစီမံကိန်းဝင်းထဲမှာ match လောက်နဲ့စက်တင်ဘာလကြာမှာအဆောက်အုံတွေဒါစင်နဲ့ချီတိုးဆောက်တယ်အဲ့တော့နောက်ဆုံးအခြေအနေရ American လွတ်တော်မတ် Mackie Hassan ကတော့ဒီငွေလင်းဂိုင်းတွေစီက Starlink ဝင်ဆောင်မှုပေးနေတာကိုရပ်တန့်လိုက်ဖို့ Elon Musk ကို တောင်းဆိုလိုက်ပါအမေရိကန်ကုမ္ပဏီတွေကလည်းဒီလိုယာဇွေးမှုတွေကိုအားပေးအားမောက်ပြုနေတာဟာဆက်ဆုပ်စရာကောင်းပါတယ်လို့အီလိုမတ်စ်ကိုအပြစ်တင်တာပါတယ်အဲ့တော့စတာလင်အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့မြဝတီနေဇက်ခအီလိုမတ်စ်ကစတာလင်တွေကိုပဲပိတ်လိုက်ရင်တော့ကြက်တနာမရှိပါနဲ့မြန်မာနိုင်ငံတဝန်းလုံးကိုစတာလင်အသုံးပြုမှုပိတ်ပင်မယ်ဆိုရင်တော့ပြဿနာတွေအများကြီးရှိလာနိုင်တယ် ဒါကြောင့်အခု Starling နဲ့အသုံးပြုနေတဲ့လုပ်ငန်းတွေအတွက် B plan ကိုပြင်ဆင်ထားကြဖို့ကျွန်တော်ကတင်ပြတိုက်တွန်းတာပါအဲ့တော့ internet အသုံးပြုနေပတ်သက်ပြီးတော့သတင်းပေါက်ကြားတယ်တို့လေမြန် reader မိတယ်တို့အဲဆိုတော့နော်အဲ့လိုသတင်းတွေနဲ့လွန်ခဲ့သောရက်ကလည်း MPY PDF နဲ့ Starling သုံးတဲ့မိသားစုနဲ့ပြဿနာအချင်းများနားလည်မှုလွဲနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးကဲ Starling ကြီးပိတ်ချလိုက်ရင်တော့ပြဿနာတော်တော်နှဲသွားမယ်လို့ ယူဆပါလားလူချင်းမင်းတို့စိတ်ထဲမှာပေါ့အတွေးထဲမှာပေါ့အကယ်၍သာ Starlink အသုံးပြုမှုရက်ဆိုင်သွားရင်လေရင်ဘုံကျဲမှုတွေရပ်တန့်သွားမယ် PDF နဲ့ပြည်သူတွေပြဿနာဖြစ်တာရက်ဆိုင်သွားမယ်လို့ယူဆပါလား Starlink အသုံးပြုမှုပိတ်ချလိုက်ရင်ဘာတွေဖြစ်သွားနိုင်မှာလဲကောမမရေးထားပေးခဲ့ပါနီကုန်းနေအာရကတ်တတော် EE ရဲ့ ရှင်းမြင်တာနဲ့ထိုးစစ်တတန်ဟာဘယ်တိရောက်ပြီးဘယ်တိတိမ့်ပိုက်ပြီးဘလို့ဖြစ်နာနိုင်တယ်လို့ထင်ပါတယ်ကိုမမရေးချပေးခဲ့ပြီးရှမ်းမြောက်စစ်ခွင်ကိုတော့စိတ်ဝင်စားစောင့်ကြည့်ရတိုးဝင်လာတဲ့ဖက်စစ်တပ်အင်အားဟာ MNDA နဲ့ထိတ်တိုက်တွေ့နိုင်သလားဒါမဲ့ဒီဇင်မာမရောက်ခင် မြန်မာပြည်ရဲ့တော်လန်သောစစ်ရေးအခြေအနေဟာအင်မတန်စိတ်ဝင်တစားစိတ်ဝင်စားစရာကောင်းလာတဲ့အခြေအနေတစ်ခုရောက်ရှိလာ2025နှစ်ကုန်ချိုးမြိန်သောဒီဇင်ဘာဟာမြန်မာနိုင်ငံတော်လန်ကြီးရဲ့အချိုးကွေ့တစ်ခုဖြစ်လာလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်